င်္ဂလာပါခင်ဗျာ Selly City စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရဲ့ Selly City Episode 120စီစဉ်မှာကွစ်တူဆိုင်ဖွင့်လှစ်ထားတဲ့မင်းသားချော်မစ်လက်ရှိချစ်သူနဲ့လက်ထပ်တော်မလားဆိုပြီးမေးခွန်းထုတ်ခံနေရတဲ့မင်းသမီးဆမတာဂေးဖြစ်ကြောင်းပြည်သက်ရှိမှထုတ်ပေါ်လိုက်တဲ့ Idol ဆိုတော့ Jasper Bain ရောက်ခမရီနဲ့ဆက်ဆံရေးကိုဖျက်တောက်လိုက်တဲ့ Lee Seong Gi တို့ဇနီးမောင်နှံဖောက်ပြန်နေကြတဲ့မင်းသမီး Nagano Mai နဲ့မင်းသား Tanaka Gai လက်ထပ်လိုက်ပြီးဖြစ်တဲ့ Christian Stewart Arena Grandy နဲ့အတူတူတွဲဆိုခြင်းကြောင်းပြောခဲ့တဲ့ Megan Twist Stadium အစရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်သွားမှာပါ One Night Marry a Stranger မူဆာယာအစရှိတဲ့ဇလန်းတွဲတွေနဲ့အောင်မြင်မှုရရှိလာတဲ့ Dennis နဲ့ Thai Set Mentor Mick Dongra ဟာအမှုပညာအလုပ်အပြင်ကိုပိုင်စီးပွားရေးအနေနဲ့နောင်တဘူရီမှာကွေ့တီယိုဆိုင်ဖွင့်လှစ်ထားပါဗျာ။ အဲ့ဒီကုဒီယိုဆိုင်ကို ထိုင်းနိုင်ငံထိတ်တန်းမင်းသမီးချောအမ်ပါထရာပါကတွားရောက်အားပေးပြီးသူမရဲ့ IG မှာဆိုင်ရှင်ကအဲ့ဝတ်ကြည်တယ်လို့အစားစာတွေကလည်းအရသာအရန်ကောင်းတယ်အစားတောက်ကောင်းကြိုက်ရင်တွားပြီးစားတဲ့နေရာနေရာလဲကျဲ့ပြီးထိုင်းလို့လဲကောင်းတယ်ဆိုပြီးတင်ထားပါဗျမင်းမီအန်ပြင်တခြားနုပညာရှင်များစွာကလည်းတွားရောက်အားပေးထားကြပါဗျာ ပြည်ထက်အချစ်တော်မင်းသမီးချောဆမန်တာဟာမကြသေးခင်ကအသက်38နှစ်ပြည့်ထားပြီးလက်ရှိမှာတော့ဒရိုက်တာတဦးဖြစ်တဲ့ Rush နဲ့တွဲနေပြီးပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်။ဆမန်တာကပထမအိမ်တော်ဖြစ်တဲ့မင်းသားခြေနဲ့လက်ထပ်ပြီး၄နှစ်သာပေါင်းဖက်ပြီးတဲ့နောက်ကွာရှင်ခဲ့ကြပါတယ်။မင်းသားခြေကဆမန်တာနဲ့ကွာရှင်ပြီးပြီးချင်းချစ်သူထားခဲ့ပြီးတဲ့နောက်လက်ရှိမှာနောက်အိမ်တော်ပြုသွားခဲ့ပါတယ်။ လက်ရှိချစ်သူနဲ့ပျော်ရွှင်စွာမြင်နေရတဲ့စမန်းသားကိုဘယ်တော့အင်အောင်ပြူမှလဲဆိုပြီးပြိတ္တတွေကမေးခွန်းထုတ်နေကြပါတယ်။လက်ရှိမှာတော့စမန်းသားဟာသူ့ရဲ့ဇကာတစ်ဖြစ်တဲ့စူဟန်ဇကာကိုမေလာထဲမှာယုံတင်ပြသသွားမှာဖြစ်တာကြောင့်ဇကာပရိုမိုးရှင်းအနေနဲ့အလုပ်ရှုပ်လျက်ရှိနေပါတယ်။မာတာ இப்ப မှအန္တရာယ်ကြီးနေရဘူးတုန်း။ అంటే ఇప్పుడు ఊళ్ళో ఉన్న మగలందరూ పోతారా ကေးဖြစ်ကြောင်းရဲဝံစွာကိုရိုင်းကြီးညာခဲ့တဲ့ပထမဆုံးသောကိုရီးယားလူမျိုးအိုက်ဒေါ်ဖြစ် Jesbi Bain ကလက်ရှိမှာဟော့ဖြစ်နေပါဗယ်။ Bain ဟာ Jesbi လို့ခေါ်တဲ့ K-pop boy band ကမန်ပါတယောက်ဖြစ်ပါတယ်။ ကေပေါ်အိုက်တော်တွေဟာစံနှုန်းတတ်မှတ်ချက်တွေမြင့်တယ်လို့အတိတ်ကဆိုရင်ဂေးဖြစ်တယ်ဆိုတဲ့ပုံစံတွေတွေ့ရင်အဖွဲထုတ်တာမျိုးစာချုပ်ဖြတ်သိမ်းတာမျိုးတွေရှိမှုပါတယ်ဒီလိုရှေးဟိုးဆွဲစံနှုန်းကိုဖြတ်ပြီးဂေးဖြစ်ကြောင်းကိုယ်တိုင်ဝန်ခံပြီးရဲဝံ့စွာ ကြီးညာခဲ့သူကတော့ Jespy Bain ပါ Bain ဟာအတန်တော်တော်ကောင်းသူဖြစ်ပြီးအရက်ရှိရှိတောင်းကောင်းကောင်းနဲ့အိုက်တော်သူဖြစ်ပါတယ် အခုလိုဂေးဖြစ်ကြောင်းကြီးညာလိုက်တာဟာကိုရီးယားလူမျိုးအစိုးရတွေထဲမှာပထမဆုံးတော့အိုက်ဒေါ်ဖြစ်ပြီး Jesse Law Industry မှာကျင်းပပြုလုပ်ခဲ့တဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာကိုယ်တိုင်ပြောချခဲ့တာပါ LGBT အတိုင်းအဝိုင်းရဲ့တူတူယောက်ဖြစ်ရတာကိုကျွန်တော်ဂုဏ်ယူတယ်လို့ပြောပြီး Lady Gaga ရဲ့ဘုံးတစ်ဆွေးတခြင်းကိုတည်ဆိုခဲ့ပါတယ် Instagram မှာလည်းကျွန်တော်အမှန်တိုင်းမျှဝေချင်တာရှိတယ် LGBTQ အတိုင်းအဝိုင်းမှာဂေးတယောက်ဖြစ်လက်ခံပါဝင်နိုင်တာကို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 ဂုဏ်ယူမိပါတယ် ပြီးတော့ကျွန်တော်ရဲ့ဘီယင်မလေဒီဂါဂါကလည်းကွဲပြားခြားနာတာဟာလှပခြင်းတမျိုးဆိုတာကိုခံစားမြင်တွေ့စေခဲ့တယ်။ LGBT ကျူမာပါဝင်နေတဲ့သူတူတူတယောက်ချင်းစီဒါမှမဟုတ်ကိုကိုကိုရှာဖွေနေတဲ့လူတိုင်းကိုရည်ရွယ်ခြင်းပါတယ်မင်းတို့ကိုမြင်တွေ့ပါတယ်မင်းတို့ဟာအချစ်ခံရပါတယ်ပြီးတော့မင်းတို့ဟာဒီအတိုင်းဖြစ်တည်လာခဲ့ပါတယ်ဆိုပြီးရေးသားထားခဲ့ပါတယ် JSP ဘိန်းကတော့ Big X ချိုးမှာသူ့ရဲ့တီဆိုပုံအတန်ပါဝါတွေကြောင့်လူသိများလာပြီးအဖွဲလိုက်အနေနဲ့ Road to Kingdom Ace of Ace တွေမှာလည်းအရေးချင်းတွေကိုချပြထားပါတယ်။နိုင်ငံတကာပြည်သက်တွေကတော့ဘိန်းရဲ့ဖွင့်ဟချက်ကိုအားပေးထောက်ခံနေကြပါတယ်။ မင်းသားလီစင်ဂီဟာသူစနီးမင်းသမီးလီဒင်ရဲ့ပထွေးနဲ့အမေတို့နဲ့ဆက်ဆံရေးကိုဖြတ်တောက်လိုက်ပြီလို့ကြေညာခဲ့ပါတယ်။အခုလိုဆုံးဖြတ်ရတဲ့အကြောင်းရင်းကတော့မိသားစုအချင်းချင်းယုံကြည်မှုပြက်ပြားပြီးအဲ့ဒီပြက်စီးမှုကိုပြန်လည်တည်ဆောက်လို့မရနိုင်တော့တဲ့အတွက်လို့ဆိုပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်ကိုဇနီးဖြစ်သူကလည်းသဘောတူတယ်လို့ပြောခဲ့ပါတယ်။လက်ရှိမှာမင်းသမီးလီဒင်းရဲ့ပထွေးဖြစ်သူဟာငွေကြေးလိမ်လည်မှုတရားမဝင်ရှက်ရဈေးကစားမှုတွေနဲ့ဖမ်းရမ်းထုတ်ခံထားရတာပါ လီဒိန်းရဲ့မိခင်ဟာမင်းသမီးကြီးကရောတော်မီဒီဖြစ်ပြီးလီဒိန်းမှာညီမဖြစ်သူမင်းသမီးလီယူဘီရှိပြီးဖေအတူမေအေကွဲမောင်တယောက်ရှိပါတယ်။လီဒိန်းတို့မိသားစုဟာအရင်တည်းကငွေကြီးပြဿနာအပြင်ဖေအတူမေအေကွဲမောင်ကလည်းလိန်လယ်မှုနဲ့ထောင်ချနေတာကြောင့်ပြည်သက်တွေကလီစင်ဂီကိုလီဒိန်းနဲ့သဘောမတူခဲ့ကြပါဘူး။လက်ရှိမှာတော့လီစင်ဂီနဲ့လီဒိန်းတို့ဟာသူတို့ရဲ့ရင်သွေးလေးနဲ့ပျော်ရွှင်တဲ့မိသားစုဘဝကိုဖျက်ဆီးလျက်ရှိနေပါတယ်။ အခုလိုလုံးလိုက်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပြည်သက်တွေကလည်းမှတ်ချက်ပေးနေကြပါတယ်မင်းသမီးနာဂနိုမဲနဲ့မင်းသားတာနာဂါကင်တို့ဖောက်ပြန်နေကြောင်းသတင်းကိုဗန်ရှမ်းသတင်းတိုက်ကနေထုတ်ပြန်ခဲ့ပါရယ်။အေဂျင်စီဘက်ကနေတော့အတိအသီးညင်းဆိုခဲ့ကြပေမဲ့နှစ်ဦးသားရဲ့ပုံတွေထွက်ပေါ်လာတာကြောင့်အဲ့ဒီသတင်းဟာအမှန်တကယ်ဖြစ်နေခဲ့ပါရယ်။ ာနာဂါကင်ကမိမရှိပြီးကလေးနှစ်ယောက်ဖြစ်ပါနာဂါနိုမဲနဲ့တာနာဂါကင်တို့ဟာ ဆိုရှိတက်ဘာတွန်ဝါဝါတာစာရုပ်ရှင်တွေမှာတားဖနေရာကနေတရုပ်ဆောင်ခဲ့ဘူးတာဖြစ်ပါတယ် ဘယ်လီဆိုပြီးပြိတ္တအချစ်ကိုရရှိခဲ့တဲ့တွိုင်းလိုက်စကားကမင်းသမီးချောခရစ်စတီယန်စတီးဝတ်ဟာသူမချစ်သူကောင်မလေးဖြစ်တဲ့ဒဲလန်မိုင်ယာနဲ့လော်ရင်စဂျယ်လီမျိုးကသူတို့ရဲ့အိမ်မှာနှစ်ဖက်မိသားစုနဲ့အတူဧပြီလ20ရက်နေ့မှာလက်ထပ်ပွဲကျင်းပခဲ့ပါတယ်။သူတို့နှစ်ဦးဟာ2019မှာစတင်ဒိတ်ခဲ့ပြီး2021နိုဝင်ဘာမှာတော့ဆက်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ မင်းသမီးခရစ်စတန်စတီဝတ်ပထမဆုံးဒရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ The Chronology of Water မေလမှာထွက်ရှိမှာဖြစ်ပြီး Imagine Boo, Toda Beck, Archive, King Gordon, Jim Bello တို့ပါဝင်ထားကြပါတယ်။စတေးလီယန်အမေရိကန်ရပ်ပါဆိုတော့မေဂန်တီစတေးလီယန်ဟာသူမရဲ့ live တစ်ခုမှာအရီနာဂရန်ဒီနဲ့အတူတူတွဲဆိုခြင်းသေးကြောင်းပြောခဲ့ပါဗျာ ကျမတွဲဆိုခြင်းလုံးလို့တကားခေါင်နေတာသူသိပါတယ်အရီနာရေးအပြင်ထွက်ခဲ့စမ်းမှာကျမနဲ့သူနဲ့စကားပြောဖြစ်ရင်လေအမြဲတမ်းပေါက်ကြရကြီးပဲဒါပေမဲ့ကျမသူနဲ့တွဲဆိုခြင်းနဲ့တင့်တော်တဲ့တခြင်းတစ်ပုတ်ကိုကျင်းသေးရှာမှာပါပြီးရင်သူ့ကိုကျင်းသေးဖုန်းဆက်ပြီးတငယ်ချင်းရဲ့ငါးနှင်းကိုလိုအပ်တယ်အပြင်ထွက်ခဲ့နော်ဆိုပြီးပြောမှာအရီနာဂရန်ဒီနဲ့မီဂန်သီးစတေလီယန်တို့က34 plus 35 remix မှာပထမဆုံးချိန်ဖြစ်အတူတူတွဲဆိုခဲ့ကြပူပါတယ် အဲ့ဒီ remix မှာဒိုးချကက်လည်းပါပါတယ်။ Jimmy Fallon ရဲ့ Hard Christmas ခြင်းဖြစ်တဲ့ It Was a Max Christmas မှာလည်း Arena Grande နဲ့ Megan Thee Stallion တို့ထပ်တွဲဆိုခဲ့ကြပူပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်တည်းတီးတန့် duo အနေနဲ့ collaborate တော့မလုပ်ဘူးကြသေးပါဘူး။ been craving if i put it quite plainly just give me the babies so what you doing tonight keep you up so maybe i'm gonna keep you up ဆယ်လီစီတီစီစဉ်ကိုတင်ဆက်ပေးကြတာပါနောက်ပတ်မှာလည်းထူးခြားတဲ့နှုပညာသတင်းနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်ချစ်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ